မနေ့ကျရင်လှလှဆိုတယ်ညကျရင် तू ဆိုတယ်ဟုတ် तू ဆိုတယ်ညဘက်ဆိုတာရှုပ်ကုန်ပြီငွေငွေကတော့ချုပ်ချယ်ခံစားရတာအခုသူ့စီရောက်ပြီးတော့ဟိုပါမြန်မာတပီလုံးပတ်ကျပြီဆိုတော့24နှစ်လောက်လည်းကျပြီးပြီဆိုတော့အားကြတော့ဒါမျိုးတွေကချုပ်ချယ်တာဖြစ်နေဆိုတော့ခံစားရပွားတယ်ဆိုတော့ခါကြရင်လူတွေကမပြောမပြောဘူးလို့တော့ထင်ရတယ်အဲ့ဒီမပွားရတဲ့အချိန်မှာကြားရတော့မှကျွန်တော်မပြောတာ အဲ့ဒီအဲ့ဒီ feeling ရှိတယ်ကျွန်တော်ကတမျိုးပဲပြန်ရဒီကျွန်တော်တငယ်ချင်းပေါ့နော်ဘက်ဘက်ပိုင်းကနေဖိတ်တာကသူကဒီကားထဲမှာပါတယ်အရှိကားမှာလည်းဒီအောင်ကျွန်တော်တို့ပြောင်းကြရတယ်နောက်ပြီးတော့ကျွန်တော်ဆရာလည်းဖြစ်တယ်အကိုလည်းဖြစ်တယ်ကိုမင်းတော့ပါတယ်အားကြောင့်လာပြီဟုတ် now လာနုံးနဲ့နှကားပေါ့နော်ဆုံးရကိုမင်းဖုံးမြတ်ဟာသူတို့လည်းပါတယ်ကိုမင်းတော်ဝင်တော့အဲ့ဘက်ပိုင်းကလာအားပေးရပါရှင်ဟာ အာဒီနေ့ရံမဖြစ်ဘူးเนาะဟုတ်ကဲ့ဟုတ်ဒီနေ့ရံမဖြစ်ကြအိမ်ခွဲနေတော့အိမ်ခွဲနေလို့ရှိရင်တော့အရန်လွမ်းကြရတယောက်နဲ့တယောက်เนาะမဖြစ်ကြအောင်အတူတူအတူတူရှိတဲ့အချိန်ကြရင်တော့တတ်ကြပြီကြည်စားပါမောအဲအတူတူရှိတဲ့အချိန်ကြရင်ဘာဖြစ်လို့မှန်းတော့မသိဘူးအဲ့လိုမျက်လုံးကြီးကလေဒီလိုကြီးရောက်ရောက်သွားတယ်မှ तू ဖုန်းတုံးနေလို့ရှိရင်ဘယ်သူနဲ့ကြုံနေရလဲဆိုတော့တွင့်သူပြန်သွားရင်အဲ့ဒီဟာစိတ်ထဲမှာဘာမှမရှိတော့ဘူးအဲ့လိုကိုအရင်စ ဟုတ်လားစိုးကျင်တာလားတပြေမစိုးတာတပြေမစိုးကျင်တာဟင်ဘယ်သူပို့စိုးလဲဘယ်သူပို့စိုးလဲပြောတော့ဘူးနော်တယောက်တည်းလဲပါပဲသူမမနေ့ကျရင်လှမှုဆိုရယ်ညကျရင်သူဆိုရယ်မဟုတ်သူဆိုရယ်ညဘက်ဆိုတာ ရှုပ်ကုန်ပြီ။ညမဆိုရဲဆိုတော့တငယ်ချင်းတွေနဲ့တွေ့လို့တောက်လို့စားလို့ရှိရင်ထိန်းလို့မရအောင်အဲ့ဒါကိုပြော။လိုက်မရတော့ဘူး။အော်။အဲ့ဒါကိုပြော။အဲ့ဒါအိမ်ပြန်ပို့လိုက်ရညမဆို။ Okay. အဲ့ဒါဟိုစာဘာလဲမလန်နူးရဲ့ဟိုညမဝင်းခွဲပေါ့နော်သူကအင်လာလေးနေနဲ့အဲ့တော့ကျွန်တော်တို့ကဒီဟာလေးတွေပေါ့နော်သူတို့ share လိုက်ကျွန်တော် share လိုက်အမှအမှန်တာကြီးဝပြီလားအကြီးဝရဲ့အနေလောက်ပါလားအေးလုတ်လုတ်မယ်လေးလို့ပြရမှာလားလည်းလို့လို့လုတ်တယ်ကောင်းကောင်းမှလုတ်မယ်လေးဆိုဟာလုတ်မယ်လေးပဲရှိတယ်အခုအခုလုတ်လိုက်လေးတဲ့အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါချက်ချင်းပဲဆိုဆိုပြီးပါတည့်ရမလားလှမ်းတော့ main ကလေးတွေအခုဆိုအခုလေး तू ကကြတော့ ရိုက်မယ်ဆိုတာနောက်နေ့တော့ဗါတော့ plan ချခြင်းတယ်လမ်းတော့ဘုံတိုင်းဆိုတော့ခါရဗရာဆရာကြီးပဲကောက်ဝက်ဝက်ပြီးတော့လမ်းတော့အိမ်ကြီးအကုန်လုံးပတ်ပတ်ပြီးတော့ဒီကစမတပတ်တွေပါရဲ့လေလုံးချင်တာလေလုံးသမီးမထမင်းကလည်းခဏခဏကြွကြသေးအရန်မြူဆွဲတာအဲ့ပြီးတော့သူ့ထမင်းကတကယ်တကယ်ဝတ်တဲ့ထမင်းကြီးရောသူ့အတွက်နည်းနည်းခက်တယ်အဲ့နောက်ပြီးစမီးနေပါရင်အဲလမ်းတော့စမီးနေနှခမ်းနေတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့မူးဝင်သွားတာပဲ သပင်အတူနဲ့နှဖမ်းနေနေဆိုတော့မှန်နေပြန်ကြည့်လဲကွာ main ကလေးဖြစ်သွားတာ main ကလေးဖြစ်သွားတော့အဲ့ဒါဆိုတော့ဘယ်လိုမှမဘီဒီယိုလေးကြည့်ပြီးဘလောက်ထိသဘောကျရလဲကိုယ့်အမ်သဘောကျတယ်အဲ့တပြေမလည်းသဘောကျတယ်တပြေတီလည်းသဘောကျမင်းတို့အဖြူဝမ်းဆက်နေနော်လောက်တာနော်တော့အဖြူဝမ်းဆက်နေတပြေမနဲ့တပြေတီပြန် နှစ်ခုလုံးသဘောကျတယ်နော်ဘယ်လိုတောင်ညူဆွဲခဲ့ရလဲဒီအထီးကိုဘယ်လိုညူဆွဲခဲ့လဲညူဆွဲရကင်မရာကြီးကိုကြည့်ပြီးတော့ညူဆွဲလုံးနေတာအမူအရာအပြည့်နဲ့သိလားတခါတည်းသူဟာလေအဲ့ဒီကောင်မလေးတော်တယ်ရောဘာဆိုလာတော့သူ့မယ်အနေနဲ့သိလား10နှစ်လောက်ရှိပြီ ਨੇ တူရဲဒါမဲ့โอ้ป้อเนาะตะชั่วจ้ะတော့แม่တိုင်းก็မအောင်မြင်ကြဘူးလေဒါပေမဲ့ဒီแม่ကအောင်မြင်တယ်เนาะတော်တယ်เนาะပြီးတော့ဟိုပိန်ပိန်လေးเนี่ยဟော body မရှိပဲねသူကလေကောက်နေတာเนาะအဲ့ဒါလေးချစ်တာပြီးတော့ လုတ်ပြရနဲ့အသေးရစရာလေးနော်ဟိုစကားတကားမှာအဲ့လိုပေါက်ဖို့ဆိုတာမလွယ်ဘူးဒါစန်တာရှိဖို့ဖြစ်တာအဲ့ဒါလိုမဟုတ်ကျွန်တော်ကအဲ့ဒီဟာကိုဘယ်လိုလုပ်ရလဲဆိုတာမူးထဲလိုက်ရတာမူးထဲလိုက်ရင်သူ့အားသူအားလုံးကဖြစ်သွားတာဒါဒီအပိုင်းမှာကဒါမျိုးလေးလုတ်လိုက်မှာဘာလို့မရှိမရှိဘူးအဲ့ဒီမူးထဲလိုက်သူ့အားသူဖြစ်သွားတာသူ့အားသူဖြစ် ပြီးတော့မမရိုက်ပြီးဟုတ်တယ်ဘယ်လိုလေးတော့ idea လေးတော့ပြောခဲ့ရတယ် idea လှမ်းလို့ပြောစရာမလို့ idea သူ့ဘာသူတွေကောင်းနေရတာတခုပဲသူ idea ကောင်းနေရလှမ်းတော့ရိုက်တဲ့အချိန်မှာ camera phone နဲ့ရိုက်တာဖုန်းနဲ့ ဟိုမချိန်တက်ဘူးခေါ်လာမချိန်တက်တော့တပင်မခင်ဗျာလေး lighting နဲ့သူပဲတည်ရတယ်ပြီးတော့လာကြည့်ပြီးတော့ရွယ်ရွယ်နေကြိုက်ပြီးတော့လုံးသူမင်းကြီးကလည်းကြွကြလိုက်ခရောင်းကကြိုက်လိုက်လို့ငါအဲ့ဒီလိုမရိုက်ရဘူးလေဆိုလာပြီးလှနှိုးချိန်ပေးရတယ်ဒီလိုရိုက်ဟိုလေတပင်ကောက်ပြီးထားတဲ့အချိန်မှာလှနှိုးပါတူတူလိုက်ထားခိုင်းတာအဲ့လိုသူကလုံးရင်တော့တေချာလုံးတယ်သူဆရာကြီးကသူ့ကိုတေချာတင်ထားတော့ပြီးပြီးရောမလို့ဘူးလှနှိုးဟာ vlog ပဲတည်ရမလားဘလို့ဖြစ်ဖြစ်ရိုက်လိုက်မရအောင်တော့အရန်စီကန်ကြီးကမမလေးချစ်เสียရလေးအဲ အော်ရီဒီယာတာလုံးလို့ကတပီမအစ်စ်လုံးလိုက်ပါတော့အင်းအဲ့ညရိုက်နေနဲ့အဲ့တော့မထင်ရအောင်တော့ဒါမဲ့ကြရတယ်တော့ဘာလို့ဆိုတော့အပေါ်ကမှလှမ်းလို့ရိုက်တယ်မိပြတ်သွားတယ်အဲ့ဒါနဲ့အောက်ထပ်ကိုပြန်ပြောင်းရိုက်တယ်ချိုးကန်အောင်အဲ့ဒါပြန်ရိုက်တော့နည်းနည်းတော့ကြာပါတော့ဘာလို့ဆို lighting တွေတည်ရအောင်နှစ်ခုခွဲလေးရိုက်ရတယ်နှစ်ခုခွဲလေးဟုတ် lighting တည်ရလို့ဒါမျိုးဒါမျိုးပောက်ရိုက်လောက်ရမယ်ဆိုတဲ့နေရပဲเนาะဒါမဲ့အဲ့မှာရိုက်ရင်းနဲ့တော့ရန်ဖြစ်တာရှိရပါဘောအဲ့ချိန်နဲ့ဟာကိုလှမ်းလို့ကစိတ်မရှိလို့အဲ့ဒါချိန်နေရ အဲလှမ်းနှုတ်နဲ့ဆိုလို့ရှိရင်ပြီးအမြိုက်တော်ဘာညာလှမ်းတော့ပြီးစိတ်ကကောက်သေးရယ်စိတ်မရှိတာလှမ်းနှုတ်စိတ်ကောက်တာလှမ်းနှုတ်အဲကိုကိုမနေ့ညကောက်တယ်တတရဟိုနေ့ကကောက်တယ်ချက်တော်ရိုင်းတုံးကလေအချိန်စနီးတုံးကသူကောက်တယ်မကောက်ပါဘူးမကောက်ပါဘူးအစိမ့်သူမပြေတာလေအော်အစိမ့်မပြေရတယ်သူမကောက်ဘူးတယ်ဘာဖြစ်အကောက်တော့ဟုတ်တယ်အာအဲ့လိုမအိမ်ခွဲဆိုတော့ဟိုလှမ်းနှုတ်ရေးထားသေးရယ်အန်တီတာဝန်ယူတော့ဆိုအန်တီနော်နော်မမီတလက်နော်မမီတလက်မမတလက်နော်တာဝန်ယူရနော်ဟုတ်ကလေးလို့ ကုန်လုံးကပြင်းဆိုင်နေတာဆိုင်အခန့်သားကြတော့ဟာချုပ်ချယ်ယူမှန်သားလားဒါမှမဟုတ်လည်းပြောကြအဲငွေငွေကတော့ချုပ်ချယ်ခံသားရတာအခုသူ့စီရောက်ပြီးတော့ဟိုပါမြန်မာတပီလုံးပတ်ကြိပ်ပြီးဆိုတော့24နိုင်တော့လည်းကြဲပြီးပြီးဆိုတော့အားကြတော့ဒါမျိုးတွေကချုပ်ချယ်တာဖြစ်နေဆိုတော့ခံသားရအဲအရင်တော့အိမ်ပြန်ရတာနဲ့အခုပြန်ရတာဆိုတော့ဝေးချွေးတယ် ်ပါတယ်။ဟိုဘလို့ခေါမလဲနာနုရှိမှတရက်နှစ်ရက်လောက်နေပြီသူ့မိန်ပြန်သွား။အော်လွတ်လပ်ပြီလွတ်လပ်ပြီဆိုတော့အဲ့လိုပြန်တာပျော်ပြီးတော့။ဟမ်တကယ်တော့မပျော်တော့ဘူး။ပြောပါရဲ့ပြောပါရဲ့ပြောပါရဲ့မသိနေပြီပြောပါရဲ့ပြောရတော့အဲ့လိုမျိုးတမျိုးလေးပေါ့နော်ပြောတာဟုတ်လို့မျိုးကြီးမဟုတ်ပါဘူးကဲကျင်လို့ပြောတာမဟုတ်ဘူးအမေရဲ့မြေတောင်နားလေလားသင်သွားတာ 哦，以前我，我说过你吗？我妈真的会。အဲ့လိုလည်းမဟုတ်ဘူးအမေကလည်းပွားတယ်အမေလည်းပွားတာပဲအတူတူပါပဲဒါပေမဲ့ဟိုမျိုးပေါ့အတန်မတူတော့ဘူး location မတူတော့ဘူးမတူတော့တဲ့ခါကျတော့ဟိုတမျိုးလေးပေါ့ဖြစ်သွားတာကျွန်တော်ကအဲ့ဒီပွားတယ်ဆိုတာအခါကျရင်လူတွေကမပြောမပြောဘူးလို့တာထင်ရတယ်အဲ့ဒီမပွားတဲ့အတန်ကကြားရတော့မှကျွန်တော်မပြောတာ အဲ့ဒီအဲ့ဒီ feeling ရှိရကျွန်တော်ကတမျိုးပဲအဲ့လိုပွားနေရကျွန်တော်ကျွန်တော်စိတ်ညစ်နေတာမဟုတ်ဘူးအဲ့ဒါနားထဲမှာနားထောင်နေတာအခါကျကျွန်တော်ပျော်နေဂီတတန်တာလေးဟုတ်တယ်သူကျမ်းမာနေတယ်ပေါ့နော်စိတ်ချမ်းသာတယ်ပါပဲเนาะဒါပေမဲ့အခုကုစားနိုင်သွားပြီမနေ့ဆိုရင်9နာရီထလမ်းလျှောက် အေးအေးအေးသူ့ကိုစိတ်တမ်းမှာမရှိရအောင်ညဆိုလို့ရှိရင်ကြက်တောင်ရဲ့၈နာရီထိုးခဲ့တဲ့ဟာဤစိတ်နေပြီပြန်လာပြီဆိုလို့ရှိရင်ကိုကွဲလောက်ဆိုရင်အေးအဲ့တော့သူ့ကိုလှမ်းလို့အခုခေါင်းထဲမှာရှိခုမရှိတော့သူနောက်ဆုံးကလှမ်းလို့အိတ်သွားရှင်ကောင်မလေးနဲ့သွားတွေ့နေတော့လှမ်းလို့စိတ်ဝင်စားတော့အခုကုသနီးတွေ့သွားပြီ ။ဘာဆိုအဲ့အဲ့အဲ့ကိုကိုကိုပေါ့နော်လေ့ကျင့်ခန်းနေလုပ်လိုက်တဲ့အချိန်မှာအိတ်ပျော်သွားရန်စင်ပြေသွား။သူကပတ်စံနေလဲအကုန်သိမ်းထားတော့ဘယ်လိုသွားကဲ။ ਇਸੇ အိတ်လိုက်တယ်ပတ်စံမရှိရင်ဘယ်ကောင်မလေးမှသူရှိမလို့သူ့ကိုကိုကိုမခေါ်တော့ဘူးလေ။သိကြတယ်လေဟုတ်တယ်မလား။အဲအဲ့တော့စိတ်ချလက်ချအိတ်ရတယ်။မပြောရဲ။ပြောရဲဆက်ဆွာပြောတယ်သူတို့ကျမ်းမာနေဆိုရင်ခံစားကြရတယ်။အဲအဲ့လိုမျိုးဟိုသူမရစ်တော့တဲ့ခါကြတော့မှလာဘာဖြစ်နေရလဲ ်ဟိုဟိုရင်တော့ရှိပါတယ်သိရမလားအပြင်သွားတယ်ဟိုမှာအင်းအင်းသွားဆိုဘလူပြောလိုက်တာလေမိမရယ်ဆိုတော့အတန်ဝဲဝဲလေးနဲ့လေဘယ်သူလဲမသိဘူးဟိုရင်တော့လေအဲအဲ့လိုမျိုး feel ကဲဒီသူကတို့ပြောရဆုံးကလည်းသူတို့ပြောပြောမှုတွေတွေ့နေအောင်ဟိုသူနောက်ကြရဆိုလို့ရှိရင်လည်းနောက်ကြရဆိုလို့တွေ့နေတွေ့နေတော့ င်မန်းနေအဓိကကပါလဲဆိုတော့ကိုတောင်ဝင်ယူထားတဲ့ရက်ပေါ့နော်ကိုကိုကနေပြီးတော့ကိုနဲ့တူတူရှိနေမှာဆိုရဲရက်မှာသူအပြင်ကိုတယောက်တည်းထွက်သွားတယ်ပြန်မလာဘူးဆိုလို့ရှိရင် ငါတောင်းဝင်ယူတဲ့အချိန်မှာသူတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲသူ့အမေကိုဘယ်လိုပြောရမလဲအဲ့ stress ကြီးကအရှမ်းများတယ်အခုကျတော့ဩသူ့မမေရှိကိုသူပြန်အိတ်တဲ့အချိန်တိုင်းငါတို့အရှမ်းပြောတယ်အိတ်ပြောတယ်ပေါ့လွမ်းနာလေးကလွင်အိတ်ပြောတယ်ဘာလို့ဆိုငါလက်ထဲမှာတခုခုဖြစ်ခဲ့ငါလက်ထဲမှာမဟုတ်ဘူးသူ့မိသားစုလက်ထဲမှာဆိုရဲဟာအဲ့ဒါကြီးအရန်အဆင်ပြေတယ်ဘာလို့ဆိုလူတယောက်တောင်းဝင်ယူရတယ်ဆိုတာကွာငွေကြေးတောင်းဝင်ပြောတာမဟုတ်ဘူးเนาะသူ့ရဲ့ဘယ်လိုခေါ်မလဲလုံခြုံရေးကိုတောင်းဝင်ယူရဆိုတော့တော်တော်ကိုလှနှုတ်အနေနဲ့တောင်းဝင်ကြီးရဲ့ရှင်အဲ့ဒါအဲ့ဒါကို PA လေးခံတာ နာမည်လေးစမင်းထွက်လာရင်ဟာငယ်ငယ်လေးတွေကလေးလေးကိုတက်ကလေးစောက်ရှောက်နေတာဟင်းဒီကလေးလေးကိုစောက်ရှောက်ရတာเนาะ